ကျုပ်လည်းတနေ့လေထဲမှာလည်းလှုပ်ရှားလှုပ်မရှိအိမ်မှာလည်းအဖေနဲ့မေကလည်းအိတ်နေရနဲ့ပြင်းတာနဲ့ရွာထဲကဘိုင်ဒိုးတို့အိမ်ကိုထွက်လာခဲ့ပါတယ်ဘိုင်ဒိုးဆိုတာကျို့တို့ကြောက်ချုံးရွာကဘူသူတာအတော်လေးစုံတဲ့လူကြီးတယောက်ပြတကယ်တော့ကျို့တို့ကြောက်ချုံးရွာဆိုတာတချိန်တုန်းကအခုလောက်ထိ မစီကားခဲ့ဘူးဗျရွာရဲ့လေကွင်းနေနီကချောင်းနေမှာ တခါလေကြောက်တွေကိုရွာကလူတို့ရကြတယ်ဗျရောင်းလို့ရတဲ့ကြောက်စိမ့်တွေပရင်ကြောက်တွေနဲ့တခါတလေနီလာတွေလည်းချောင်းထဲမှာ မျောပါလာကြတယ်ဆိုပဲအရွယ်စားကတော့တိမ်မကြီးပြီမဲ့ကြောက်စိမ့်တွေနီလာတွေရရင်တော့လေငါးအီကလာဝယ်လို့ရတယ်ဗျပရင်ကတော့တိတ်ပြီးတော့တန်ဖိုးမကြီးမပါပဲမဲ့ဆုပြီးတော့ရောင်းရင်တော့တွက်ချီကြိုက်တယ်ဆိုပဲ အဲ့လိုတံမိုးကြီးကြောက်တွေချောင်းထဲမှာတောင်ကျရေစီးကြောင်းတဲ့အတူမျောပါလာတာကနေစပြီးတော့ကြောက်ချောင်းရွာလို့အမိတွင်ခဲ့တာပဲဗျဒီเจ้าကိုလေကျုပ်တို့ဘာကြီးတူကပဲပြောပြခဲ့တာဗျအခုဘာကြီးတူရဲ့အသက်ကအသက်90ကျော်နေပြီဘာကြီးတူကအရန်ကိုသဘောကောင်းတာဗျသူကအင်္ဂလိပ်ဂျပန်ခေတ်ကိုမိခဲ့တယ်ရှေ့လူကြီးတယောက်ပဲဗျသူ့မှာသားတယောက်နဲ့သမီးနှစ်ယောက်ရှိတယ်လေ အကြီးဆုံးဆိုသူရဲ့နာမည်ကထွေးသူ့ကိုဘိုင်တူကအကြီးမလို့ခေါ်ပြီးတော့အလတ်ကဦးတက်ထွန်းသူ့ကိုကြတော့သားလလို့ခေါ်တယ်ဗျအဲ့လိုပဲအငယ်ဆုံးသမီးနာမည်ကခင်ရီတဲ့ဗျသူကတော့ကံမကောင်းရှာဘူးတရက်မှာတဖက်ရွာဖျားပွဲရှိလို့နွားလေးနဲ့အပေါင်းအသင်းတွေဆုပြီးတော့သွားကြရင်လဲဖော်ကပြုတ်ကြပြီးတော့အသက်ဆုံးခဲ့ရတယ်ဗျာ အသက်20ရွယ်သူ့သမီးငယ်လေးနာရီခုနှစ်ရဲ့အချိန်မှာပဲနှလုံးရောဂါအခန့်ရှိတဲ့သူ့ဇနီးဒေါ်ဖွားကြီးကြီးလည်းဆုံးမွားသွားတယ်ဗျာတပူပေါ်တပူစင့်ဆိုတာဒါပဲပြောမယ်ဗျာရှေ့ကသမီးမြေမကျသေးခင်မှာနောက်ကဇနီးကလည်းသမီးအလောင်းပေးမှကောက်ကငင်ကဆုံးမသွားပြန်ရောကျုပ်တို့ရွာဘက်မှာကအလောင်းကပုံပြက်ပန်းပြက်သေးတာမဟုတ်ရင်ရွာထဲကိုခုနှစ်ရက်ထားတယ်ဗျာ အိမ်နောက်ဖဲဝိုင်းနေတဲ့မသားရှင်တွေကဖဲဝိုင်းနားမှာအကောက်ကောက်ကြားတာပေါ့ဗျာဒီကြားတဲ့ချူချူစစံမသားကန်ထရိုက်လုပ်ကြတဲ့သူတွေကလည်းရှိသေးတယ်ဗျာမသားကိုဘန်းပြပြီးတော့စီပိုင်သမားတွေကတတ်တက်ကိုရှိတာအရအခေါ်တော့မသားဝယ်တယ်ဆိုပဲဗျာကျုပ်ပြမသားဝယ်တယ်ဆိုတဲ့စကားကို နားမလည်တဲ့အချိန်မှာကြားတော့သင်ချိုင်းကိုသွားပြီးတော့မသားတွေတူးပြီးတော့ရောင်းရင်စီးပွားဖြစ်အောင်မယ်လေတွေးမိသေးတယ်ဗျာ ဘယ်လိုလဲကျုပ်ကျန်မပိုင်ဘူးလားဟဲ့အဲဒါနဲ့ဘိုင်တူဘက်ကိုဆက်ကြတာပေါ့ဘိုင်တူလည်းနောက်ပိုင်းမှာသမီးကြီးနဲ့သားလာတို့အိမ်အောင်ကြတော့သူပိုင်ဆိုင်တဲ့လေတွေယာတွေနှွားတွေကိုပြေးပြီးတော့သူကတော့သူ့မိမနဲ့တူနေခဲ့ဘူးတဲ့အိမ်လေးမှာပဲနေရဗျာအတော်ကိုတန်ယုံစင်ကြီးရဲ့ဘာကြီးတိုးပါဗျာနောက်မှသူ့ရဲ့ငယ်ဘဝအချစ်ဇလန်းကိုကျုပ်ကိုရှင်းပြပေးမယ်ဗျာ ်ဘိုက်တူကသူ့သားနဲ့သမီးကိုပေးထားတဲ့လယ်တွေထဲကစပားပေါ်ချင်ရောက်ရင်သူ့အတွက်သုံးပုံတစ်ပုံယူရဲပြကျုံမသိခင်ကတော့ဘိုက်တူကသားသမီးတွေစီကခေါင်းပုံပြယူရဲထင်တာဗျနောက်မှသိလိုက်ရတာကဘိုက်တူကသူ့ပိုင်ဆိုင်သမျှတဲ့အိမ်လေးကလွဲပြီးတော့ကျန်တာအကုန်လုံးကိုသားနဲ့သမီးကိုပေးလိုက်တယ်ဆိုပဲဘိုက်တူကသူ့အတွက်ရတဲ့စပားပြောင်းမြေပဲသီးနှံတွေကိုရောင်းချပြီးတော့အလူတွေပဲလှုပ်တယ်ဗျာ အခုလိုအသက်အရွယ်ရနေတဲ့အချိန်မှာခန္ဓာဝမ်းစာထဲတန်လျာလမ်းသာဖို့ဖြည့်တင်းရမယ်လို့ဘိုင်တူကအမြဲတမ်းပြောလို့ရှိပါတယ်။အခုကျုပ်လည်းအိမ်မှာလှုပ်ရှားမရှိပြင်းတာနဲ့ဘိုင်တူရဲ့အိမ်ကိုရောက်လာခဲ့တော့ဘိုင်တူကသူ့ရဲ့ပြင်းအောင်အိမ်ရှိက မကြီးပြေကိုပြစ်မှာထိုင်နေရဲ့ဗျ။သူ့ရှိမှာတော့ရင်နွေးခရအောင်နဲ့လေမန်းတစ်ချက်ချထားပြီးတော့ထမ်းလျက်ခဲပကံကလည်းအသက်မဲပြူ။ဘိုင်တူကရင်းနှီးကြွနဲ့ ခညက်ခဲကိုတိတ်ကြိုက်တာဗျပြီးတော့သူ့အကျင့်ကပြောင်းမှုပဲဆဲလေရှည်ကြီးတွေကိုတောက်ရင်းနေဟိုတွေးဒီတွေးပေါ့ဗျာဒီလိုနဲ့ကျုပ်လည်းဘိုင်ဒိုနာကိုယောက်လာတော့ဘိုင်ဒိုကကျုပ်ကိုကြည့်နေဟာမောင်ဖြိုးပါလားကြည်ရတာလှုပ်စရာ မရှိလို့ငါစီကို လာလေတယ်ထင်မဆိုပြီးတော့ရေမောပြီးတော့စတင်နှုတ်ဆက်တာပါပဲဗျာကျုပ်လည်းဘိုင်ဒိုအနာကကိုပြစ်မှာထိုင်တော့ဘိုင်ဒိုကယူနီယံပကံကိုကမ်းပစ်ပြီးတော့ မောင်ဖြိုးရီထမ်းလက်လဲစားရင်းနှွေးချမ်းလဲတော့ပြီးရင်ပေါက်ကြရတွေတော့မမေးနဲ့ကျုပ်လည်းဘိုင်တူရဲ့စကားကိုကြတော့ခေါင်းနေနေကောက်ကဘိုင်တူကိုအရင်ဆုံးပြုံးပြရတာပေါ့ဗျာဒီလိုမှကျုပ်ဆက်စုချင်တာတွေကိုသိရမှာမဟုတ်ဘူးလားဒီလိုဘိုင်တူကျုပ်ရွာထဲကစအိမ်ကောင်းတွေပြောတဲ့စကားတက်တက်ကိုကြားလိုက်ရတယ်ဗျာကျိုးတို့ရွာဘုံကြီးเจ้าမှာဘုံကြီးတစ်စီရှိခဲ့တာတကယ်လားဗျာ ျုပ်လည်းရောက်ရောက်ချင်းသိကျင်တာကိုတမ်းမေးလိုက်တော့ဘိုင်တူးကသူ့ဝတီတိုင်းကျုပ်ကိုဆဲလိုက်ပြီးတော့ပြောင်းမှုဘက်ဆဲလက်ကြီးကိုဖြွားကအခုလိုပဲပြောလိုက်တယ်ဗျအေးမင်းလာတဲ့ကငါ့ကိုတခုခုမေးတော့မှာကိုဆိုတာငါကြိုသိနေတယ်အဲ့ဒီဆေးအိမ်ကောင်းတွေကဘာမှသေချာမသိပဲနဲ့ကြာဘူးနာဝစကားတွေကိုပဲပြောနေရွာကွာကျုပ်လည်းဘိုင်တူးစကားကိုကြားလိုက်တော့ ကျုပ်ထင်တဲ့အတိုင်းဖြစ်မလာတော့စိတ်နှဲငယ်ကြပြီးတော့ဘာကြီးတို့ကိုပြန်ပြီးတော့မေးကြည့်ရတာပေါ့ဗျာပိုက်တို့ဒါဆိုရင်ကျုပ်တို့ရဲ့ရွာဦးเจ้าမှာသူတို့ပြောလို့ဖုန်းကြီးတစေတကယ်မရှိဘူးလားဗျာရှိတာကရှိခဲ့တာပေါ့ကွာဒါပေမဲ့ဆယ်အိမ်ကောင်းတွေပြောတယ်လို့တို့ရွာကန်တွေကိုသူကဘာမှမလုပ်ဘူးကျုပ်လည်းဘာကြီးတို့ရဲ့စကားကိုကြတော့အနှဲငယ်ပျော်ရွှင်သွားပြီးတော့ ကျုပ်ကြည့်နိုင်မယ်စပြီးတော့ဆက်စုပါလီရောဗျာဒါနဲ့ဘာကြီးတို့ကကျုပ်ကို စကားများလွန်လို့တခါလေမောင်တော့ကြခဏခဏပြောလိရင်အเจ้าကတော့ဗျာစကားများလို့အတော့ကြသားသမီးတွေက စကားများတယ်ဆိုပြီးတော့နိုင်ရှင်ပြီးတော့ခေါ်လိုက်တာဗောဗျာကျုပ်ကလည်းဘာကြီးတို့ကိုကျုပ်ကတောက်ကြမဟုတ်ဘူးကြာတာပရိပါလို့ပြောတော့ဘာကြီးတို့ကဘာပြောနေထင်လဲဗျာကျုပ်ကိုကြွဲ့ဆုံးတယ် သူစိတ်ပျော်တဲ့အချိန်ကျုပ်ကိုကြွက်ဆုပ်လို့ခေါ်လိရှိပြီးတော့သူအနေငယ်စိတ်ညစ်နေတဲ့အချိန်ဆိုရင်မောင်တော့ကြာရစကားများလိုက်တာလို့ပြောတယ်ဗျကဲမထူးပါဘူးစကားများလဲစနေတော့ကျော်လေဘိုင်တူအတူတည်တဲ့ဖုန်းကြီးတစ်စီအကြောင်းကိုမေးလိုက်တာပေါ့ဗျအဲ့တော့ဘိုင်တူကပြောင်းမှုဘက်ဆဲလိုက်ကြီးကိုဖွိုင်းနေအခုလိုပဲပြောပြတယ်ဗျအချိန်ကာလအပြည့်အင်္ဂလိပ်အစိုးရဟာ မြန်မာနိုင်ငံကိုလက်ဝါးကြီးအုပ်ပြီးတော့ကြီးစိုးနေတဲ့အချိန်ပဲဖြစ်ကြပြငငယ်ရွယ်လူငယ်တွေကိုချွေးတက်စကန်းကိုပို့ပြီးတော့နေဆက်ခိုင်းစေကြတာကလည်းဖြစ်လို့ငယ်ရွယ်တဲ့လူငယ်တွေဆိုရင်သူတို့လာရင် ပုံရှောင်နေရတဲ့အထီးကိုဖြစ်ခဲ့တာဗောဗျာကာလတော်ကြာသူတို့ကြီးစိုးပြီးတဲ့နောက်မှာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီးတော့ဂျပန်တို့ရဲ့အကူအညီနဲ့အင်္ဂလိပ်တို့ကိုဗမာမြေကနေခွေးပြေးဝက်ပြေးပြေးခဲ့ရတာဗောဗျာထိုချိန်မှစပြီးတော့ အင်္ဂလိပ်တို့ရဲ့ကျူးကျော်စနစ်ကပြည့်စည်ခဲ့ပြီမြဲကျုပ်တို့မြန်မာနိုင်ငံကလည်းကြားကြောက်လို့ရှင်ကြီးကို ရှင်ကြီးကြားတဲ့ဆိုးဆိုသလိုဂျပန်တွေကလည်းအင်္ဂလိပ်တွေထက်ပိုပြီးတော့ရဲရဲဆက်ဆက်တိုက်မိကိုတဖန်အုပ်ချုပ်မြန်တာပေါ့ဗျာကျွန်တော်အခုပြောပြမယ့်ဖြစ်ရကလေးကတော့ဂျပန်တွေအုပ်စိုးတဲ့ကာလတခုမှဖြစ်ခဲ့တာပေါ့ဗျာခမည်းတော်လည်းအသိပဲဂျပန်တွေဆိုတာမိမငယ်တွေလမ်းလျှောက်တာကိုမြင်အောင်ဆွဲလာရန်လာလောက်တက်ကြပြီးတော့ အတ္တမဝါဒီနဲ့လက်နဲ့တွေပြပြီးတော့ချင်းချောက်စော်ကားကြတာပေါ့ဗျာကျုပ်တို့မြေမှာအမျိုးသမီးအပြိုတွေမှာလဲဒင်းတို့ကြောင့်အရှက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရတယ်လို့အိမ်တော်တွေယောက်ျားတွေမှာလဲကိုထမင်းကိုစပြီးတော့ဒင်းတို့သားသမီးတွေကိုကြွေးမွေးစောက်ရှောက်ရသည်အထီကိုပဲပခုံးထမ်းခဲ့ရတယ်ဗျာဒင်းတို့ကလင်းရှိမရတော့မရှောင်းဟောင်းနေရင်ခွေးပါတော့အလုမပေးကြမယ်လူစားတွေဆိုတော့လေဘာသာရေးလဲမသိဖျားเจ้าကံတွေ အဲ့ဒီမှာတော့ဖနက်စီးပြီးတော့သွားကြတာလို့ကျောင်းထဲမှာလူလန်းကြတဲ့ပစ္စည်းဥစ္စာတွေကိုလေသူတို့အမေလင်အိမ်တွေလိုပဲယူကျင်တိုင်းယူနေကြတာပေါ့ဗျာဒင်းတို့ရက်ဆက်မှုတွေအကြောင်းပြောရင်တော့ကုံမာလဲမဟုတ်တလို့လဝင်းတူရှင်ပဲပြောတော့မယ်ဗျာတဲမှာဘိုင်းတူရှိတဲ့ရွာကိုဂျပန်တက်တွေရောက်လာပြီးတော့အိမ်တွေခြံနေထဲမှာရှိတဲ့ကြက်တွေဝက်တွေနွားတွေပါမကျန်လိုက်လံဖန်းစီတတ်ဖြတ်ပြီးတော့ညမယ်ဆိုရင်စားတော့ဘွဲတွေကျင်းပကြတဲ့လေဗျာ ိန်တို့ကဘိုင်းတူရဲ့အသက်က20ကျော်ပဲရှိသေးတယ်ဗျသူ့ကိုရက်ရွာကတော့ မောင်ကျိုးလိုပဲခေါ်ကြတယ်ဒီလိုနဲ့တော်လိုင်းတက်တွေရဲ့ပျောက်ကြားစနစ်နဲ့ကြားပြတိုက်ခဲမှုကြောင့်ဂျပန်စစ်ဘုံနဲ့တူဂျပန်တပ်သား90လောက်ထိနာပြီးတော့မောင်တို့တို့ကြောက်ချောင်းရွာမှာစခန်းလာချတဲ့တယ်ဗျရွာကိုရောက်ရောက်ချင်းပါပဲသူတို့ရဲ့ရုပ်မှရက်စက်မှုတွေကစပြီးတော့ဇာရိုက်ပြကြတာပေါ့ဗျရွာမှာရှိတဲ့အိမ်တွေကဆန်တွေအိမ်မွေးတလိုက်ဆန်တွေနဲ့ ကျွဲနာနေမှာမကြံသူတို့ကအပိုင်စည်းတော့တာပဲဗျအဲ့ဒီအချိန်မှာပဲမောင်တို့တို့ရွာတကြီးကဂျပန်တွေကို သူမျက်နှာရရေးလိုလီသေးမရှိအောင်ကတ်ပြီးတော့ဖားနေကြတာပဲဗျရွာတဲ့ကိုဂျပန်တွေလှုပ်ချင်တိုင်းလှုပ်တာကိုခွင့်ပြုပေးတယ်ပြင် သူကိုယ်တိုင်ကလည်းဂျပန်တွေနဲ့လိုက်ပြီးတော့ရွာသားတွေကိုဖိနှိပ်ပြတယ်ဗျဂျပန်စစ်ဘုတ်ဘေးကဂျပန်စကပြန်ကလည်းအတော်ဆိုးတယ်ဗျကိုလူမျိုးအချင်းချင်းကုတ်သွေးဆုပ်ပြီးတော့ တိုင်းသမားသားဖင်ကိုချီးစေးပေးတဲ့လူမျိုးစုဒိုးမောင်တို့တရွာလုံးကဂျပန်တွေကြောက်ရတကြီးရုပ်နဲ့စကပြန်ကိုကြောက်နေအကြောက်တရားကတရွာလုံးကိုဖုံးလွှမ်းနေတော့တာပေါ့ဗျာဒါကြောင့်အချုပ်တန်းဆရာဘီရဲ့တွေးမိတဲ့အယိုးနာသည်အမျိုးပါဆဲကျင်ပေါ့လေဆိုတဲ့တီးထက်ကဒီလိုလူမျိုးတွေကိုမြင်နေရလို့ရေးခဲ့တာဖြစ်မယ်ဗျာကြောက်ချောင်းရွာတရွာလုံးကလူငယ်တွေဆိုရင်လည်းနေရှိသမျှလွယ်ကင်းတွေကိုသွားရင်အတကြီးစီကိုတော်တော်ဥတည်ရတယ်ဗျာ အလိုဘာမှမပြောဘဲနဲ့ရွာပြင်ထွက်ပြန်လာတာနဲ့ပြန်လာတဲ့နေဆက်တော်ပဲဗျာတကြီးကသူမတရားသိမ့်ပိုက်ဝယ်ယူထားတဲ့ရွာလေကဥဖိုးသားချမ်းကျဲကြီးထဲမှာဂျပန်တွေကိုထားတယ်ဗျာဂျပန်တွေကလည်းလက်နဲ့ကြီးတကားကနဲ့ခြံထဲမှာရှောက်ပတ်သွားရင်နဲ့ခြံပြင်ဘက်က မိမတွေဖျက်လျှောက်တာမြင်အတင်းဆွဲလာရမ်းလာလှုပ်ပြီးတော့ဂျပန်စစ်ဗိုလ်စီကိုပို့ကြတယ်ဗျာကြာတော့ရွာတွေကမိမတွေလည်းအိမ်ထဲမှာပဲကုန်နေရတယ်ဆိုပဲ ဒီလိုနဲ့တနေ့မှာစကပြန်နဲ့ဂျပန်တပ်သားတို့ဟာရွာဖုံးကြီးကျောင်းဝန်းအတွင်းကစစ်ဖက်နာတွေကိုစီးပြီးတော့ဝင်ရောက်လာပါတယ်။ရွာကပ္ပရာကြီးဥပိတလုံးနဲ့ကိုရင်ငယ်လေးတွေကတော့သူတို့ကိုကြောက်တာနဲ့သူတို့လုတ်သမျှချောင်းကြီးနေရတယ်ဆိုပဲ။ဂျပန်တပ်သားတွေကဖုံးကြီးကျောင်းဆောင်တွေကိုတည့်ရင်နဲ့ဖုံးကြီးကျောင်းမှာလူဒန်းထားတဲ့စံတွေစီတွေကိုကိုရင်ငယ်လေးတွေနဲ့ကပ္ပရာကြီးတွေကိုထမ်းပြီးတော့သူတို့စကန်ချရာနေရာကိုပို့ခိုင်းတယ်ဗျာ။တပံအလောက်နဲ့မကြည်နိုင်နိုင်သေးပဲနဲ့ ရောင်ကျောင်းဆရာတော်တရားပလင်အထက်မှာရှိတဲ့ဖရာကျေးစင်းနုတော်ကြီးကိုမှတ်ပြီးတော့တဲဖို့ပြင်ဆင်ကြပြန်ပါတယ်။ဆရာတော်ကြီးကစကပြန်ကြီးစီမှာမြစ်တံရက်ခံပြီးတော့ကျေးစင်းနုတော်ကိုမယူဖို့မိတ်တာလည်းမရဘူးဗျ။ဒါနဲ့ဆရာတော်ကြီးဟာဖရာစင်းနုတော်အရှိမလက်နဲ့ကပြီးတော့တားဆီးကြတော့ဂျပန်တပ်သားတယောက်ကဆရာတော်ကြီးရဲ့ဥကောင်ကိုတနတ်နဲ့ပြစ်ပြီးတော့စင်းနုတော်ကိုယူသွားကြတယ်ဗျ။ဆရာတော်ကြီးကလည်းအဲ့ဒီနေရာမှာပဲပြန်လုံတော်မူခဲ့တာပါပဲ။ အလိုနဲ့ဂျပန်စစ်သားတွေကစိန်းတူတော်ကြီးကိုအတင်းတဲသွားပြီးတော့သူတို့စကန်းချရာနေရာစီကိုယူသွားကြပါတယ်။သူတို့ပြောတာတော့ဂျေးစိန်းတူတော်ကိုထုခွဲပြီးတော့ရောင်းချမလို့ဆိုပဲ။တယ်လဲအကုတူကြီးမားတဲ့လူတလိษံတွေပါပဲဗျာ။ဒါနဲ့မောင်တိုးနဲ့တရော်လုံးလူစုပြီးတော့ဆရာတော်ကြီးကိုပြစ်တတ်သွားတဲ့ကိစ္စကိုတကြီးနဲ့ဂျပန်တွေရှိရာခြံကြီးစီကိုသွားပြောကြတော့တာပေါ့ဗျာ။ဟဲ့မင်းတို့ရွာသားတွေသေးချင်းနေပြီလား။ အခုကသူတို့ခိသူတို့စနေကွာအကုန်ပြန်ကြမဟုတ်ရင်မင်းတို့ပါသေးနေမယ်ဘာတကြီးခမည်းကရွာတကြီးပြည်နေရွာဦးကြောင့်ကိုသွားရလဲမတားတဲ့ပြင်ဆရာတော်ကိုတတ်သွားတာတော့ကြုမဆိုင်ဘူးခမည်းကတကက်ကိုလောက်ကောင်းမဲဗျရွာရဲ့ကားလာတာကောင်းဖြစ်တဲ့ကိုချက်ကြီးရဲ့စကားကိုကြတော့တကြီးရွှေတိုးကလက်သေးနေကိုချက်ကြီးရဲ့မျက်နှာကိုပြေတိုးလိုက်တယ်ဗျကိုချက်ကြီးလည်း တကြီးရွှေတို့ရဲ့လက်သေးချက်ကိုကပြီးတော့ခြေထောက်နဲ့တကြီးရဲ့ရင်မကိုစောက်ကန်လိုက်တော့တကြီးဖိနှံကြကြသွားတယ်ဗျဒါနဲ့တကြီးနောက်မှာရှိတဲ့ဂျပန်စစ်ဗိုလ်ကတကြီးကိုကန်လိုက်တဲ့ကိုချက်ကြီးရဲ့ရင်ဝကိုတနတ်နဲ့သုံးချက်ပြစ်လိုက်တော့ကိုချက်ကြီးရဲ့နေရာမှာတင်လဲကြတေဆုံးရတာပေါ့ဗျာဒီလိုနဲ့ကိုချက်ကြီးရဲ့အလောင်းကိုတော့မနေ့တောင်းမှပြီးတော့ယူခဲ့ရတယ်ဆိုပဲတနေ့ရနေ့ဆရာတော်နဲ့ကိုချက်ကြီးတို့ကိုလူမဆန်စားတွတ်ဖြတ်ခဲ့တဲ့ ဂျပန်တပ်သားတွေနဲ့အမျိုးမျိုးလောက်ကောင်တပ်ကြီးနဲ့စကပြန်တို့ကိုတရွာလုံးကဘယ်အခဲကြည့်နိုင်ပါမလဲဗျာညနေဆောင်ရောက်တော့ဆရာတော်ကြီးရောက်ကလာကိုရွာပြင်တုံ့တမ်းမှာပဲတရွာလုံးစုပြီးတော့လိုက်ပို့ကြတာတော့ဒင်းတို့ကအလောင်းထမ်းတဲ့သူတွေပဲခွင့်ပြုကြပြီးတော့ကြံတဲ့သူတွေတယောက်မှရွာထဲကနေမထွက်နိုင်လို့အမိတ်ပြီးကြပြန်ပါတယ်ကိုချက်ကြီးရဲ့အလောင်းဆိုရင်လေသူ့မိသားစုတွေကပဲထမ်းပြီးတော့ရွာပြင်ဘက်ကိုပို့ကြရတယ်လေ တဲ့ပြီးတော့ရက်ဆက်တဲ့လူတွေပါပဲဗျာတတော်နှကုံတီးဖို့ဆိုရင်လေရွာကဦးစင်းတွေကလည်းမကြံတော့ဘူးလေပြီးတော့ရုပ်ဆွအစုံကိုရင်တွေတော့မှမရှိတော့ဘူးဘာလို့လဲဆိုတော့ဒီအတ္တမလောကသားတွေက အကုန်လုံးကိုလူကိုလဲခိုင်းလိုက်လို့ဗျာဒီလိုပဲဆရာတော်ကြီးရဲ့ယုတ်ကလကိုတော့ကိုတို့နဲ့ကပ္ပရကြီးတို့ကဦးစီးပြီးတော့အုတ်ကူတော့မလောက်ခဲ့ရပဲနဲ့မြေဖို့ပြီးတော့မြုပ်နှံခဲ့ရတယ်ဆိုပဲကိုချက်ကြီးအလောင်းကိုလည်း ဆီယာရောကြီးရဲ့ယုတ်ကလဘေးတလန်အကွာမှာပဲဖြစ်တယ်လို့မြုပ်ခဲ့ရတာပေါ့ဗျာဒါပေမဲ့ကပ္ပိယကြီးကတော့အလောင်းတွေမြေမြုပ်တဲ့အချိန်မှာပဲဒီလိုပြောတယ်ဗျာဆရာတော်ဗျာတပည့်တော်တို့ရွာကိုဆရာတော်စတင်ကြွလာကလေးကတက္ကတက္ကမတွေပေါ်မြစ်တာနဲ့လမ်းပြပြီးတော့ဆုံးမသွန်သင်ခဲ့တယ်လို့အခုလိုတပည့်တော်တို့ရွာကိုမတရားအုပ်ချုပ်တဲ့တကြီးဆရာတော်ဖျားကိုတတ်ခဲ့တဲ့မိစ္ဆာတွေသူတို့ကိုဆရာတော်ကောင်းရလမ်းမကြွမြန်ခင်မှာ ဆုံးမပြီးသွားပါအောင်ဗျာကပ္ပိယကြီးလည်းအဲ့လိုပြောပြီးတော့ငိုတယ်ဗျာသူလည်းမိခိုးနေတဲ့အရာမရှိတော့သူ့ကိုသူလည်းဝမ်းနေနေပုံပါပဲဘာလို့လဲဆိုတော့ကြောက်ချောင်းရွာကလေးကိုဆရာတော်ဖျားကြွားချီလာပြီးတော့ကြောင်းထိုင်ကလေးကသူကလည်းဆရာတော်ရဲ့အနောက်မှာကပ်ပါလာတဲ့ဒုတိယဖြစ်လို့ပဲလေဒါနဲ့မောင်တို့လည်းကပ္ပိယကြီးကိုနှစ်သိပ်ပြီးတော့သူကိုယ်တိုင်လည်းမျက်ရည်ကျနေရဲ့ဗျာပြီးတော့ဆရာတော်ဖျားရုပ်ကလပ်ကိုထမ်းနေအဖော်၃ယောက်ကလည်း မျက်လုံးတွေကိုပါလာတဲ့တပည့်ရင်နဲ့တုတ်ကြရတာပေါ့ဗျာဒီလိုနဲ့ကပ္ပရကြီးကိုမောင်တုကအိမ်မှာခေါ်ထားပြီးတော့ရွာဦးကျောင်းကတော့ဂျပန်တွေကပဲသူတို့စကန်းချပြီးတော့နေကြတာပေါ့ဆရာတော်စီကအတင်းလူယူတဲ့ဂျင်းစုတူတော်ကြီးကိုတော့တကြီးအိမ်မှာပဲယာယီထားခဲ့တာပေါ့ဗျာသိမကြဘူးဗျာကပ္ပရကြီးစုတောင်းပြည့်ခဲ့တယ်လို့ပြောရမှာပေါ့ဂျပန်စကပြန်ကြီးညကြီးအချိန်မှာတော့အလေးသွားခြင်းလို့သူတပြည့်နေရောက်ကိုခေါ်ပြီးတော့ ကျောင်းအိမ်သာကိုသွားတယ်ချင်းဟေ့ကောင်မြဆန်နဲ့တိမ့်ဆန်ဟာဆရာကြည့်သူကျုပ်တို့အိမ်ကောင်းနေတဲ့အချိန်မှာဘာလို့နိုးတာလဲရာမြဆန်ရဲ့စကားကိုကြတော့စကားပြန်ချစ်သူကစိတ်တူပြီးတော့မြဆန်ပါးကိုရိုက်ချလိုက်ပါလေကဲရှာရှည်ခြင်းဟောကွာဘာမှစကားမများနဲ့မင်းတို့နှကောင်လို့ငါနောက်ကိုပါးစပိတ်ပြီးတော့လိုက်ခဲ့ စကားပြန်ချစ်တူးကစိတ်တူပြီးတော့ပါရိုက်လှုပ်လိုက်တော့မြဆာဆိုသူလဲထူပူနေတဲ့ပါးကိုပွင့်နေလိုက်လာခဲ့ရတာပေါ့အိမ်တော်ယွာဦးကျော်အိမ်သားကို၃ရောင်သာသွားကြတာပေါ့ဗျာမြကလည်းအတော်နဲ့နေပြီဗျာဂျပန်စစ်ဗိုလ်နဲ့ဂျပန်ကောင်တွေကတော့ဖះเจ้าဆောင်ရှေ့မှာပြောင်းပြန်ကြီးအိတ်နေကြတယ်ဗျာဒီလိုနဲ့သူတို့เจ้าဆောင်အနောက်ဘက်ကအိမ်သာနာအရောက်မှာပဲအနောက်ကနေလေတိုးတော်ကြီးတစ်ခုနဲ့တူခြေလောင်လာတဲ့ခြေနင်းတော်ကြီးတွေကိုကြားလိုက်ရတော့ ။တစုံတရာသူတို့ကိုနောက်ကနေလိုက်ကြည့်နေတယ်လို့ခံစားလိုက်ရပါတယ်။ဟေးကောမြဆန်းငါတို့ရဲ့နောက်မှာတခုခုရှိတယ်လို့ပဲကွာ။အေးဟုတ်တယ်တင်းစံ။ငါလဲကြောတွေချမ်းပြီးတော့ကြက်သိမ်းမွေးကြီးတွေလည်းထားတယ်ဟာ။မြဆန်းနဲ့သိန်းစံတို့နေအောင်လေ။အရှိကနေရှောက်နေတဲ့သူတို့ဆရာဂျီတူးကိုကြည့်လိုက်တော့လေ။ဂျီတူးကသူတို့နောက်ကိုလက်ကြည့်လာတာကိုတွေ့ရပါတယ်ဗျ။အဲ့လိုဂျီတူးကသူတို့နောက်ကိုလက်ကြည့်လိုက်တဲ့အချိန်မှာပဲ ကျေတူးရဲ့မျက်လုံးတွေကပြူးကျဲသွားပြီးတော့ဘောင်းဖြေကြမှာလဲသေးတွေကထွက်ကြလာတယ်ဗျပြီးတော့တစုံတစ်ခုကိုမြင်လိုက်ရတယ်လို့ပါဇက်ကအော်ဂျင်နေပေမဲ့လည်းအတန်ကမထွက်တယ်လို့အမူယာကြီးကလည်းအထင်းသားဗျဒါနဲ့သူတို့နှစ်ယောက်လည်းအနောက်ကိုပြိုင်တူလက်ကြည့်လိုက်တာပေါ့သူတို့နှစ်ယောက်ပြိုင်တူလက်ကြည့်လိုက်တဲ့အချိန်မှာပဲမနေ့ကဂျပန်တွေလက်ချက်နဲ့ပြန်လုံတော်မူသွားခဲ့တဲ့ဆရာတော်ကြီးကိုတွေ့လိုက်ရပါတယ်ဆရာတော်ကြီးရဲ့ဥကောင်းပါလေတဏ္ဍာရအပေါက်ကြီးနဲ့ ီးတော့မျက်နှာတစ်ခုလုံးကလည်းသွေးရောင်မရှိသလိုပြာနန်းနေရဲ့ဗျာပြီးတော့ခန္ဓာကိုယ်ကြီးကလည်းကြောင်းဆောင်ကြီးနဲ့အရွယ်စားတူတူပဲဗျာပို့ပြီးတော့ကြောက်เสียကောင်းတာကစံချစကောလောက်ရှိရဲ့မျက်လုံးနင်းနေရဲရဲကြီးတွေနဲ့သူတို့ကိုစိုက်ကြည့်နေတာပဲဗျာစကပြန်ကြည်တူးကတော့အိမ်နေရာမှာပဲသွေးပြက်ထိတ်လန့်ပြီးတော့လဲကျသွားတယ်ဗျာပြီးတော့ဆရာတော်ကြီးကသူတို့နေရာကိုကြည့်ပြီးတော့အဲအာကူတူကောင်းနေ ငါအเจ้าမှာတိရောက်မှာမနေရနဲ့အကုန်လုံးထွက်သွားကြစမ်းဆရာတော်ကြီးကအတန်နဲ့ကြီးနဲ့ဂျိန်းဝပြီးတော့မောင်းထုတ်နေတော့မြတ်ဆန်နဲ့သိန်းဆန်တို့နေရောက်လဲတတိမိနေရဲ့စကပြန်ကြည့်သူကိုထားခဲ့ပြီးတော့ကျောင်းဝန်းထဲကနေအပြင်ကိုထွက်ပြေးကြတာပေါ့ဗျာသွေးယူသွေးတဲ့နဲ့ပါဇက်ကလည်းအဖလေးဖုံးကြီးတည်းဖုံးကြီးတည်းကြီးဆိုပြီးတော့ကြောက်အားလန့်အားထွက်ပြေးကြတော့အိပ်ပြောနေကြတဲ့ဂျပန်စစ်ဗိုလ်နဲ့ဂျပန်တပ်သားတွေအကုန်လုံးနိုးသွားတာပေါ့ ဒါနဲ့သူတို့တွေလည်းအဲ့နေရာမှာထလာကြပြီးတော့ရှောက်ပတ်ကြည့်ကြတော့စကပြန်နဲ့သူတို့တစ်ပြည့်နှစ်ယောက်အဲ့နေရာမှာမရှိတော့တာကိုကြည့်ရတယ်ဗျဒီလိုနဲ့ကျောင်းဝန်းတစ်ပတ်ရှောက်ကြည့်လိုက်တော့ကျောင်းနောက်ဘက်မှာအိမ်သာနားမှာလဲကျနေတဲ့စကပြန်ချစ်သူကိုတွေ့ရရတာပါပဲဒါနဲ့ဂျပန်စစ်ဗိုလ်တွေကတပ်သားတွေကလည်းလဲကျနေတဲ့စကပြန်အနားကိုကလာတဲ့အချိန်မှာပဲသူတို့ရဲ့ရှေ့တက်တဲ့မှာအရေးကြီးတစ်ခုခုကိုမြင်လိုက်ရတယ်ဗျဒါနဲ့အရေးကြီးလာရအနောက်ဘက်ကိုကြည့်လိုက်တော့ ကျောင်းဆောင်ကြီးလောက်ခန္ဓာကိုယ်နဲ့ဆရာတော်ကြီးကိုတွေ့ရတာပေါ့ဆရာတော်ကြီးကသူတို့ကိုလက်ညှိုးနဲ့ထိုးပြီးတော့သူတို့နားမလည်တဲ့စကားတွေနဲ့ပြောတာပေါ့ဗျာကျွားသွားကြစင်ငါကျောင်းမှာမနေကြနဲ့မဟုတ်ရင်မင်းတို့အကုန်လုံးကိုတပ်ပြင်းမယ်ဆရာတော်ကြီးကလက်ကြီးကိုဆန့်ပြီးတော့သူတို့ရှိရာကိုတိုးလာတယ်ဗျာမျက်လုံးကြီးတွေကဆန်ချစကောလောက်ရှိပြီးတော့နေရဲနေတာပါပဲဗျာ ဂျပန်တွေကလည်းသူတို့တတ်ခဲ့တဲ့ဆရာတော်ကြီးကအကြီးအကြီးဖြစ်နေပြီးတော့သူတို့စီကို လာနေရကိုမြင်ရတော့စောက်တီးရမရပဲနဲ့တဏှာတွေကိုပြေချပြီးတော့ပြေကြတာပေါ့ဗျာသူတို့ပြေရနောက်မှလည်းဆရာတော်ကြီးကလက်ကြီးဆက်ပြီးတော့တလန်းချင်းရှောက်ပြီးတော့လန့်နေတာပေါ့ဂျပန်ပုံနဲ့ဂျပန်တွေကလည်းကြောက်ကြောက်လန့်လန့်ချွတ်ပြေးနေရွာပြင်ကိုရောက်လာတဲ့အချိန်မှာပဲအသင်းဆောင်နေတဲ့တော်လန်ရေးတပ်သားတွေနဲ့တွေ့ပြီးတော့အကုန်လုံးပြစ်တာခံရလို့တီးကြရတာပါပဲ။ တိုင်းနမားကလည်းဝင်ရောက်ကျူးကျော်ပြီးတော့အင်ရှင်တွေကိုတရားမဲ့အနိုင်ကျင့်နေတဲ့ဂျပန်ရုပ်တွေလေရွာပြည်မှာဇက်သိမ်းရတယ်လို့ကျေးစင်းတော်ကြီးရှိနေတဲ့တကြီးအိမ်မှာလေအခုလိုမျိုးဆရာတော်ကြီးက၆လန်းလိုက်လို့တကြီးနဲ့သူတပည့်တွေသွေးပြက်ပြီးတော့သေကြရတာပေါ့ဗျာမနဲ့လည်းရောက်တော့ကပ်ပြိုင်နဲ့မောင်တို့တို့ကားလာတာတိုင်းညကစူညံပေါ်လို့ရတဲ့တန်တွေတနပြစ်တန်တွေကိုကြတော့လူစုပြီးတော့တကြီးအိမ်ကိုရောက်လာတဲ့အချိန်မှာ တကြီးမိမနဲ့သမီးကတော့အိမ်ဘက်ဝါမှာငိုကြွေးနေတာကိုတွေ့ခဲ့ရပါတယ်။ပြီးတော့ဂျပန်နေနေသွားတဲ့ကျောင်းဝန်းတွေကဂျပန်တိရောက်မှမရှိတော့တယ်ပြင်။ဂျပန်တွေကျန်ခဲ့တဲ့လက်နက်တွေအိမ်သာနာမှာမျက်လုံးပြူးပြီးတော့လဲကျတေဆုံးနေတဲ့စကပြန်ဂျီတူးအလောင်းကိုပဲတွေ့ရတယ်ဗျ။ပြီးတော့တနတ်တန်ကြာရွာပြင်မှာလဲဂျပန်တွေရဲ့အလောင်းတွေကပုံကျဲနေတာပါဗျာ။ဒါနဲ့ရွာသားတစုလည်းရွာပြင်ကဂျပန်တွေရဲ့အလောင်းတွေကိုကြည့်ပြီးတော့ကခုန်နေကြတဲ့အချိန်ပါပဲ။ သူတို့ရှိရကိုတနကင်တဲ့လူတစုရောက်လာခဲ့ပါတယ်။သူတို့တွေလည်းအကြောင်းစုံမေးလိုက်တော့တော်လရင်ကောင်းဆောင်ဘူကျော်စွာတို့အဖွဲတဲပြ။ညမောင်ကြီးစအချိန်မှာဆရာတော်တစ်ပါးကြွလာပြီးတော့ဂျပန်တွင်ဒီရောင်မှာရှိတဲ့အကြောင်းတရင်ပေးသွားလို့ရွာပြင်မှာစောင့်နေရတယ်ဗျ။ကပ်ပြိုင်နဲ့ရွာသားတွေအကုန်လုံးကတော့ပါဇက်အဟောင်းသားဖြစ်ကုန်ကြတာပေါ့။အဲ့ထဲမှာမောင်တိုးတစ်ဖြစ်လေဘိုင်တိုးလေပါတာပေါ့ဗျာ။ဒါနဲ့ကျောင်းဝင်းကဂျပန်တွင်ကြောက်လန့်ပြီးတော့ခြံထားခဲ့တဲ့တနတ်တွေကို ဘူကျော်စွာတို့စီကိုအားလိုက်ပြီးတော့ရွာထဲကကားလာတာတချို့ကလည်းဘူကျော်စွာတို့ရဲ့တက်ထဲကိုဝင်ခဲ့ကြတာပေါ့ဗျာဂျပန်တွေရဲ့အလောင်းနဲ့တကြီးနဲ့သူတပြည့်တွေရဲ့အလောင်းတွေပြီးတော့စကပြန်ရဲ့အလောင်းတွေကိုတော့ရွာပြင်တုတ်တံမှာပဲကျင်းကြီးကြီးတူးပြီးတော့ရောပြီးတော့မြုပ်လှဲ့ကြတာပေါ့ဗျာဆရာတော်ကြီးနဲ့ကိုချက်ကြီးရဲ့အလောင်းကိုတော့အခောင်းတွေပြန်ထုတ်ပြီးတော့အုတ်ဂူလေးနဲ့ကြကြနာနာလှုပ်ပြီးခဲ့ကြပါတယ်နောက်ရဲ့ကြတော့တခြားရွာကဆရာတော်တွေပြစ်ပြီးတော့ တုတ်တံထဲမှာတရားနာကြပါတယ်။ပြီးတော့ဆရာတော်ကြီးနဲ့ကိုချက်ကြီးအပါဝင်တေဆုံသွားတဲ့သူတွေကိုအမြပေးဝေကြတာပေါ့ဗျာ။ဆရာတော်ကြီးရဲ့ကျောင်းဝန်းကတော့တိတ်ဆိတ်နေတာပဲပေါ့ဗျာ။တခါကဖုန်းကြီးတစ်ပါးကြွလာပြီးတော့ကျောင်းဝန်းကိုအလူခံတော့ရွာသားတွေကလည်းဝမ်းသာအားရလူကြတာပေါ့ဗျာ။အဲဖုန်းကြီးလည်းညတွင်ချင်းသင်ငန်းမနိုင်ပဲနဲ့ပြေးရတယ်ဆိုပဲ။နောက်တော့ဖုန်းကြီးတွေတစ်ပါးပြီးတစ်ပါးတည်င်းသုံးဖို့လာတာလေ။တညတော့မခံပါဘူးဗျာ။ဆရာတော်ကြီးဦးစိုးရိကကအ အရန်အချောက်လန်ကြမ်းနေဆိုပဲနောက်တော့ဆရာတော်ကပ္ပရကြီးကို အိမ်မက်ပေးပါတယ်သီလသမားရင်းနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးတပါးလာရင်တကြီးမိမအိမ်ကဂျေးစင်းတော်ကြီးကိုပြန်ပေးပြီးတော့သူ့အတွက်ရည်စူးပြီးတော့နောက်တစ်ခါအမြပေးဝေပါတယ်အဲ့ကြမှာသူကစိတ်ချလက်ချသာတို့ခေါ်မယ်တဲ့ဗျနောက်တော့အခုလက်ရှိရွာဦးကျောင်းဆရာတော်အရှင်ဝိမလကြွလာပြီးတော့ဆရာတော်ကြီးခိုင်းတဲ့အတိုင်းအကုန်လုတ်ပေးပြီးတဲ့နောက်မှာတော့ ဆရာတော်ကြီးဦးဇော်တိကက6ဒါလန့်တာမရှိရဘူးလေဗျာအခုဆိုရင်ကြောက်ချောင်းရဖုန်းကြီးเจ้าမှာယဟန်တန်ဃာတွေထပြီးတော့တည်င်းသုံးလာခဲ့တာယနေ့ထိပါပဲဗျာဆရာတော်ကြီးဦးဇော်တိကက6တဲဆိုပေမဲ့ရွာထဲကတပြည့်အရင်ချာတွေကောင်းတဲ့လူတွေကိုတော့မချဘူးလေဗျာဒါပေမဲ့ရွာထဲကို လူစုလူမိုက်တွေဝင်လာရင်တော့ဆရာတော်ကြီးကเจ้าမဝမှာ ပေါ်လာပြီးတော့6လန့်တတ်တယ်ဗျာဒီဖြစ်ရတဲ့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာကြောက်ချောင်းရွာကို ဂျပန်တွေလည်းထပ်ပြီးတော့ရောက်မလာတော့ဘူးဗျ။ရွာတဲကခလေးတငယ်တွေရှိတဲ့မိဘတွေကတော့သူတို့သားသမီးတွေငိုယူတဲ့အခါမှာလည်းဦးစောတိကကြီးလာမယ်လို့ချင်းကြောင်ကြတော့ခလေးတွေလည်းကြောက်ပြီးတော့အငိုတိတ်နေတယ်ဗျ။အာရာပဲမောင်ဖြိုးကြီး။ရွာကကာလသားတွေပြောတဲ့အတိုင်းတော့သူတို့ပြောတဲ့ဖုံးကြီးတစ်စီကတရွာလုံးကို၆လန်းတာမဟုတ်ဘူးကွာ။သူတို့မိဘတွေကသူတို့ငယ်စဉ်ကအဲ့လို၆လန်းငယ်လို့ အခုလိုမျိုးတွေတယောက်စကားတယောက်နာနဲ့ပေါက်ကြခဲ့တာပေါ့ကွာဘိုင်တူကအဲ့လိုပြောပြီးတော့မောသွားတဲ့ဟန်နဲ့ရင်းနှီးကြတဲ့ခွက်ကိုတောက်လိုက်ပါတယ်ကျိုးလေစိတ်ထဲမှာမရှင်းတာတစ်ခုရှိတော့ချွင်းချယ်မထားဘဲနဲ့ဘိုင်တူယူနေချမ်းတောက်ပြီးတော့ဒီလိုမေးလိုက်တယ်ဗျဘိုင်တူဘိုင်တူပြောတဲ့အတိုင်းဆိုရင်ဘုန်းကြီးတစီဆရာတော်ကြီးကရရွာကိုစောက်ရှောက်တဲ့သူတော်ကောင်းကြီးပေါ့အေးဟုတ်တာပေါ့မောင်ဖြူရာ ဆရာတော်ကြီးကတတ်တော်ထင်ရရှိစဉ်ကလည်းတို့ရွာသားတွေအပေါ်မှာအတော်လေးမြင့်တာထားတယ်။ပြီးတော့သီလသမာဓိနဲ့လည်းအတော်လေးပြည့်စုံတယ်ကွာ။ဒါဆိုရင်ဆရာတော်ကြီးကတကြီးနဲ့သူ့တပြည့်တွေစကပြန်ကြီးကိုတတ်လိုက်တော့ဆရာတော်ကြီးလည်းအပြစ်ဖြစ်တာပေါ့မဟုတ်ဘူးလား။ဘဲနဲ့မေးတာပါငါပြောရဲ့။ဆရာတော်ကြီးကသူတို့ကိုကြောက်လန့်အောင် ဆုံးမချင်းုံတတ်တယ်ပဲဖြစ်မှာပါ။ပြီးတော့ရွာကနေထွက်သွားအောင်လေနာနာရုပ်တွေကိုပြပြီးတော့နေတာပေါ့။ ဒါကိုသူတို့ကသူတို့ဘာသာသူတို့လိပ်ပြာလွှင့်ပြီးတော့သိကြတာလေကွယ်အကျုပ်ကြားဘူးတော့တချို့ဆိုရင်တရေတွေကိုမြင်တာတော့နဗန်းလုံးကြတာတွေပြီးတော့မကြဘဲနဲ့ကြည်နေကြရလဲရှိတယ်ဆိုအဒီလူတွေကြတော့အသက်တောင်သေတဲ့အထိဆိုတော့ကျုပ်တော့ယုံရခဲ့သားဗျာကျုပ်လို့ပြောလိုက်တော့ဘိုင်တူကသူ့ကိုဒီတိုင်းကျုပ်ကိုစကားများတယ်ဆိုပြီးတော့ဖိုးတော့ကြလို့ခေါ်ပြီးတော့ဆဲတာပေါ့ဗျာကျုပ်ကလည်း ကျုပ်ပဲစိတ်တယ်မရှိရင်ပို့ပွင့်လင်းလင်းမေးတက်တော့ခဲ့တယ်ဗျအဲ့နောက်ဘာကြီးတို့ကအခုလိုပဲထပြောပြန်တာပေါ့ဗျအေးတချို့ကတော့မကြောက်ဘူးဆိုတာဟုတ်တယ်ဖိုးတော့ကြရင်တကယ်တမ်းကျတော့လူတွေသေးလို့ရှင်ဘဝတည်မကူးပြောင်းခင်မှာကုသူအကုသူအကျိုးလျောက်ဘယ်ရဲ့သစီတွေဘဝနဲ့ခဏတာဖြစ်ဖြစ်နေ့အတော်ကြာဖြစ်ဖြစ်နေကြရတယ်ကွအဲ့လိုနေတဲ့အချိန်မှာပဲကုသူကောင်းမှုတွေကြောင့် ကံမစိတ်တီတကိုးရှိကြသလိုအာကုတော်လျောက်သေးငယ်တဲ့ခန္ဓာကိုယ်တွေနဲ့လူဘဝတုန်းကခန္ဓာကိုယ်ကမပြောင်းလဲနိုင်တဲ့သူတွေလည်းရှိတယ်။ဟုတ်ကဲ့ဘာကြီးတို့ကြုတ်လေဘာကြီးတို့ရဲ့စကားကို ထောက်ခံလိုက်ရတာပေါ့ဗျာ။ဒီတော့ဘာကြီးတို့ကပြောင်းမှုပဲဆက်လေးကိုမိညီပြီးတော့တစ်ချက်ဖွာလိုက်ပြီးတော့ဆက်ပြောပါရစေ။အေးဒီလိုပဲပေါ့ဆရာတော်ကြီးကဖျားသားတော်ဘဝခံယူကြတဲ့က ယဟန်ကျင့်ဝတ်နဲ့အညီနေထိုင်ပြီးတော့တိလသမารီအကျိုးလျောက်ကံမစိတ်ကြီးရှိတယ်။အဲ့လိုနေမှာပေါ့ကွာ။တကယ်တမ်းမကြောက်တတ်ဘူးဆိုတဲ့သူတွေကြောင်းလောင်ရှိတဲ့ခန္ဓာကိုယ်ကြီးနဲ့နေလို့ပွဲမရှိတဲ့ရုပ်တွေနဲ့တရေတကောင်လာနေတာကိုမြင်မင်းပြောသလိုနပန်းလုံးနိုင်ပါမလား။ကိုးစီလာနေတာကိုမြင်ရင်သာနဲ့ထိုင်ကြည့်နေနိုင်မလား။စဉ်းစားကြည့်ဖို့မောင်းတော့ကြရား။ဒီတခါတော့ကြုတ်ထပ်ပြီးတော့အထုတ်မတက်ရတော့ဘူးဗျာ။ ဘိုင်တူကတည်တည်ကြကြအချက်ကြကြပြောတော့ကျုပ်တော်မေးစရာစကားကို မရှိတော့ပါဘူး။ဒါနဲ့ပဲဘိုင်တူစကားကိုခေါင်းညိပြီးတော့လက်ခံရတာပေါ့ဗျာ။ဒါမဲ့ဘိုင်တူကိုဆဲလိပ်ဖိုင်နဲ့ဆက်ပြောတယ်ဗျာ။ပြီးတော့တည်ဆုံးသွားတဲ့သူတွေကလည်းသူတို့မျက်စိရှိမှနေပြန်လုံတော်မူသွားတဲ့ဆရာတော်ကြီးကိုညတွင်ချင်းကြောက်เสียပုံပြက်ပန်းပြက်ပုံစံတွေနဲ့အပြစ်လုပ်ထားတဲ့သူတွေဆိုတော့သူတို့ကိုပြန်တတ်မယ်ထင်ကြတာပေါ့။နောက်ဆုံးတော့သူတို့ကြောက်နေတဲ့စိတ်ကပဲပြန်တတ်သွားတာပေါ့ကွာ။ ဘိုင်တူကလည်းအဲ့လိုပြောပြီးတော့မောသွားတဲ့ဟန်နဲ့ကျုပ်ကိုစိုက်ကြည့်လိုက်တာပေါ့ကျုပ်ကလည်းတာမန်ဆွေမကြောက်တတ်ဘူးဆိုပေမဲ့ဘိုင်တူပြောပြတဲ့ပုံစံတဲကအတိုင်းဆိုရင်ကျုပ်လည်းသွေးပြက်သွားနိုင်တယ်ဗျတကယ်လို့ခမားလို့ရောညအချိန်မှာလမ်းသွားရင်လည်းကြောင်းဆောင်လောက်ရှိတဲ့ခန္ဓာကိုစကောလောက်ရှိတဲ့မျက်လုံးရဲရဲကြီးတွေနဲ့တရေကြီးတကောင်ကိုတွေ့မယ်ဆိုရင်ဘလို့ဖြစ်သွားနိုင်မလဲဆိုတာတွေးကြည့်ဘူးလားဗျကျုပ်ကတော့ပြောရင်းဆိုရင်လည်းကြောက်တော့လာပြီလောလောဆယ်တော့ဘိုင်တူရဲ့အကြည့်က ပို့ပြီးတော့ကြောက်เสียကောင်းလဲဗျာကျုပ်လည်းဘာကြီးတို့ရဲ့အမူအရာကိုမြင်ပြီးတော့အလိုက်တသိပဲနှုတ်ဆက်ရတာပေါ့ဗျာအခုဆိုရင်အသက်80ကျော်ရှိပြီဖြစ်တဲ့ဘာကြီးတို့လည်းမောနေရောပေါ့ဗျာဒါနဲ့ကျုပ်လည်းအိမ်ကိုပြန်လာခဲ့ပါတယ်ဒီလိုနဲ့အိမ်မက်ထဲမှာတော့ကျုပ်ကိုဆရာတော်ကြီးဦးစိုးဒီကကလိုက်လို့ပြေးလိုက်ရတာမှပတ်စိုးတော်မနိုင်ဘူးဗျို့ကဲဒီနေ့တော့ဒီလောက်နဲ့ပဲတော်တော့ပြီဗျာနောက်ရကြမှာဘာကြီးတို့စီကိုသွားပြီးတော့ ဘိုင်တိုပြောပြတဲ့တရေစစ်အကြောင်းတွေကိုဆက်ပြီးတော့နားထောင်တော့မယ်။ခမားတို့လည်းသိကြရင်တော့ကြုတ်ပြန်ပြောပြတာကိုပဲစောင့်မော်ဗျာ။အားလုံးအိမ်မက်လက်လက်မဲ့ပါစေဗျာ။ဟုတ်ကဲ့ပါ။ဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာ။အစိုးရနေတော်ဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲနောက်ဖီလိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။